ားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်အခုကျွန်တော်တို့ဒီမှာကွာပေါင်းညခွန်နော်၃လေးကွာပေါင်းညခွန်တစ်နှစ်ကျော်လိုက်တော့ကွာပေါင်းညရှိနော်ကွာပေါင်းညရှိတစ်နှစ်ကျော်ကွာပေါင်းညကိုနော်ကွာပေါင်းညခွန်ကွာခွန်ကွာရှိကွာကိုနော်ကွာပေါင်းညကိုအဲ့ဒီလိုကွာပေါင်းညခွန်လို့ရိုက်လိုက်တာ ਨੇ သူ့အောင်နောက်ထောင်၃လုံးကသူ့အောင်မှာနောက်ထောင်၃လုံးကကိုနော်ကိုပုံတယ်နော်ဒီမှာလည်းကွာပေါင်းညရှိသူ့အောင်မှာနောက်ထောင်၃လုံးကကိုပုံတယ်နောက်ပေါက်၃လုံးထောင်အောင်နော်နောက်ပေါက်၃လုံးထောင်ကိုပုံတယ်နော် ီမှာအခုခွာပေါင်းခြင်းကိုသူ့အောင်မှာလည်းပဲနောက်ပိတ်သုံးလုံးအထောင်ကကိုးပုံသေးပဲနော်ကိုးပုံသေးအဲ့လိုကိုးပုံသေးရိုက်ပြီးသားနဲ့ဒီခွာပေါင်းခြင်းခုံရဲ့ဇောင်းအပေါ်ဇောင်းမှာသူကငါးခါနော်ဒီခွာပေါင်းခြင်းရှိခဲ့တာမှာ6ခါဒီခွာပေါင်းခြင်းကိုယ်ပဲပုံစံမှာခုံခါနော်ငါး6ခုံအဲ့တော့ငါးခါလို့ထိုင်ရတာနဲ့သူငါးငါး6ခုံဆိုတော့ခဏ3လုံးခွေနော်96ခုံဆိုတော့ခဏ3လုံး8ပေါ့နော် ပြောမယ်ဆိုရင်96 8ဒါပေမဲ့96ခုဒီကနန်း၃လုံးပဲခွေးထားတာเนาะဒီမှာ96ခုဒီမှာလည်းပဲ6ခါမှလည်းပဲသူကဒီ၃လုံးပေါင်းရင်8เนาะဒီ၃လုံးပေါင်းရင်8ကို96ခုပဲခွေးထားတာเนาะ96ခုကနန်း၃လုံးခွေးထားပါဘောပြောမယ်ဆိုရင်96ခုเนาะ96ခုအခုဒီမှာလည်းပဲသူကခွန်ခါဒီမှာ5ခါ6ခါခွန်ခါမှာဒီကနန်း၃လုံးက8ကို96ခုကနန်း၃လုံးနဲ့အပြီးခွေးထားတာเนาะ ီ၃လုံး၈ကို၅၆ခွန်းဆိုပြီးတော့ကဏ္ဍ၃လုံးနဲ့အပြီးခွေထားတာနော်အဲ့ဒီကိုခွေလိုက်ပြီးတာနဲ့သူ့ဘေးမှာခွန်းနောက်ဘေးကခွန်ထိပ်၅၆ခွန်းခွေပြီးတာနဲ့ဒီခွန်းနောက်ဘေးကလည်းခွန်ထိပ်ပဲနော်ဒီမှာလည်း၅၆ခွန်းခွေပြီးတာနဲ့ဒီ၅နောက်ဘေးက၅ထိပ်လို့သူကကစားတာနော်အဲ့လိုကစားပြီးတာနဲ့သူကနောက်ပေါင်းချင်း၆တဲ့နော်ဒီမှာနောက်ပေါင်းချင်းကခွန်းနောက်နှလုံးပေါင်းချင်းက၈နော်အဲ့လိုကစားတယ်ကစားပြီးတာနဲ့သူ့အောင်မှာခွန်ခါးကခွန်နောက်ဘေး 9ခ9နောက်ပိတ်ကြနော်မနေ့6ခ8နောက်ပိတ်လို့ကြနော်ပထမတော့အဖရိန်တွေတဲပြီးရတယ်သူကဒီ96ခုံပေါ့ပြောချင်တာဒီ96ခုံလို့ခဏန်းသုံးလုံးခွေးထားလိုက်ကောင်းရင်ပေးရဒီ258ဆိုတဲ့ခဏန်းအဲ258ဆိုတဲ့ခဏန်းကလည်းနောက်နှစ်ကိုတဲလိုက်ထွက်တယ်တဲထွက်ပြီနော်ဒီမှာတဲလိုက်ထွက်ရ258ဆိုတဲ့ခဏန်းဒီ96ခုံခဏန်းသုံးလုံးခွေးထားတာနော်ဒီမှာ96ခုံ 960ဆိုတဲ့ခဏသုံးလုံးခွေးထားတဲ့ကောင်ရေဘေးက258ဆိုတဲ့ခဏနောက်နှစ်ကိုဒက်လိုက်ထွက်ပေးတယ်နော်ဒုတိယကံမှာလည်းသူကဒီတိုင်းပဲ960ဆိုတဲ့ခဏသုံးလုံးခွေးထားတဲ့ဘေးက610ဆိုတဲ့ခဏအဲ့610ဆိုတဲ့ခဏနောက်နှစ်ကိုဒက်လိုက်ထွက်ပေးတယ်ဒက်လိုက်ထွက်ပေးပြီးရတယ်အခုဒီပွဲမှာလည်းပဲသူကတတိယကတ်960ဆိုတဲ့ခဏသုံးလုံးခွေးထားတဲ့ကောင်ရေဘေးကဒီ9003ဆိုတဲ့ခဏနော်ဒီ9003ဒီနှစ်ကို light ထွက်ပေးရမှာเนาะသူကသူကတော့ဒဲ့ပဲထွက်တယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်အိုက်ကန်တန်းနေဘယ်ချိန်မှထွက်မလဲကြည့်ရအောင်เนาะပထမကတ်ကိုပြန်သွားမယ်เนาะပထမကတ်မှာမကွာပေါင်းချင်းခုံသူ့အမှာ9000လုံး9000နဲ့ပုံတင်เนาะ96ခုံလို့ခွေတယ်เนาะနောက်ဘက်ကထိပ်စီးပြန်ထွက်တယ်သူ့ဘေးကကနန်းပေါ့ဒီကနန်းနောက်နေ့ကိုထွက်တော့မယ်ဆိုရင်ねသူကဒီမှာနောက်နေ့ကိုပြန်ထွက်တော့မယ်ဆိုရင်ねเนาะပြန်ထွက်တော့မယ်ဆိုရင်သူကကိုခါတုံညာခါထောက်ထားတယ်เนาะကိုခါတုံညာခါလို့ထောက်တယ်ထောက်ပြရတဲ့ထိထိထောင်3000 88เนาะသူဘေး ဒီမှာ6လေးပါဝါတစ်စုံ6လေးပါဝါတစ်စုံနဲ့ပရိင်္ဂါထောက်ထားတယ်နော်6လေးပါဝါတစ်စုံနဲ့ပရိင်္ဂါထောက်တယ်ထောက်ပြီးကမှ तू ကနောက်ထောင်သုံးလုံးကို8ထောင်နဲ့ကိုခါတုံညာခါလို့ထောက်ပြီးရေးဘေးမှာ तू ကအဲ့ငါ8ကလိုက်ထွက်တယ်နော်ဟုတ်ပြီလားဒုတိယကဒုတိယကမှာ तू ပထမကကကွာခွန်ဒုတိယကမှာကွာ8အဲ့ကွာ8ကအောင်မှာလည်းနောက်ထောင်သုံးလုံးကို9ပုံ၄ထောင်နဲ့ထောင်းပြရနဲ့ तू က9 6ခွန်ဆိုတဲ့ခဏအုံလုံးခွေးတယ်နော်ခွေးပြရနဲ့ခွန်နောက်ဘေးကခွန်ထိတ်ထွက်တယ်ထွက်ပြရနဲ့ဒီဘေးက၄1ဆိုတဲ့ခဏ လေးတစ်ခွန်ဆိုတဲ့ကဏ္ဍဒီဘက်နှစ်ကိုထဲလိုက်ထွက်တယ်တဲ့နော်သူကသူထွက်တော့မယ်ဆိုရင်နဲ့ပထမကတ်မှာသူကသူထွက်တော့မယ်ဆိုရင်နဲ့ပထမကတ်မှာသူက၄ကိုပါဝါနဲ့ brain ကအခုဒုတိယကတ်ကျတော့သူက38ပါဝါတစုံနဲ့ brake 6ထောက်တာစနော်ပထမကတ်မှာ၄ကိုပါဝါတစုံနဲ့ brain ကဒုတိယကတ်မှာ38ပါဝါတစုံနဲ့ brake 6 brake က၅ပြီးတော့6နော်အဲ့မှာသူကထိတ်ထောင်သုံးလုံးကပထမကတ်မှာခွန်အခုဒုတိယကတ်မှာပထမကတ်မှာ၈ဒုတိယကတ်မှာခွန်လို့ထောက်တယ်ထောင်းပြီးတာနဲ့ကိုးခါတုံညာခါလို့ထောက်ပြီးတဲ့ ဘေးမှာသူကလိုက်ထွက်တာနော်ပထမကမ္ဘာ၄ကိုပါဝါရဇုံနဲ့ဗရင်ကထိထောင်သုံးလုံးကိုရှစ်ကိုခါတုံညာခါထောက်ထောက်ပြီးကမ္ဘာသူ့ဘေးမှာကြာတယ်နော်အခုဒုတိယကမ္ဘာ၃ရှစ်ပါဝါရဇုံနဲ့ဗရင်6ခါောင်းထိထောင်သုံးလုံးကခွန်ကိုခါတုံညာခါထောက်ထားတယ်နော်အဲ့ရဲ့ဘေးမှာကြာတယ်ဟုတ်ပြီဒါတကူတတိယကတ်တတိယကတ်ဒီမှာသူကကွာပေါင်းရင်းကိုတဲ့နောက်ထောင်သုံးလုံးကလည်းကိုထောင်ထားပြီနော်အဲ့ဒီကောင်အပေါ်မှာသူက96ခုဆိုတော့ကနန်း3လုံးခွေတယ်9နောက်ဘက်က9 ထိတ်ထွက်ပြီးသူ့ဘေးကကနေဒီ9သုံး3ဆိုတဲ့ကနေအဲ့ဒီဘက်နှစ်ကိုထွက်တော့မယ်ဆိုရင်တဲ့ပထမကတ်မှာ၄ကိုပါဝါဇုံနဲ့ဘရိတ်ငါဒုတိယကတ်မှာ3 8၄ကိုတပေါက်လျှော်ပြီးတော့3 8ပါဝါဇုံနဲ့ဘရိတ်6အခုတတိယကံမှာ38 38ပါဝါဘာဝါဇုံကိုတပေါက်လျှော့တော့နှစ်ခွန်ပါဝါဇုံနဲ့ဘရိတ်ခွန်ဖြစ်သွားပြီနော်ပထမပထမကံမှာထိထောင်3လုံးက8ဒုတိယကံမှာထိထောင်3လုံးခွန်အခုတတိယကံ မတူနော်ပြီးတာနဲ့ကိုးခါတုံညာခါလို့သူကကိုးခါတုံညာခါထောက်ပြီးတာနဲ့ဒီဘေးမှာသူကငါးတုံညာသုံးဆိုတဲ့ကဏ္ဍကိုသူကရိုက်ဆိုင်တာနော်အဲ့တော့ငါးတုံညာသုံးသူကတော့ငါးတုံညာသုံးတဲ့နော်အာဥပပယံပေါ့နော်ငါးတုံညာသုံးတဲ့အာဥပပယံနော်ပြန်ရှင်းပြမယ်နော်နောက်တစ်ခါနော်ခွားပေါင်းချင်းခုံလို့ရိုက်တယ်တဲ့ပထမကံနော်ခွားပေါင်းချင်းခုံနောက်တော့သုံးလုံးကိုအဲ့ရဲ့ပေါ်သွားမှာငါးခါထိုင်လိုက်တယ်ငါးခါထိုင်တာနဲ့ငါးချောက်ခုံ တော့ကုန်းလုံးခွေတယ်။နောက်ဘက်ကခွန်ထိတ်ထွက်တယ်။ထွက်ပြီးရတယ်နောက်ပေါင်း6ခွန်ခါခွန်နောက်နောက်ခွန်ခါခွန်နောက်ထွက်တယ်။ထွက်ပြီးရတယ်အဲ့ဘေးကခဏ၄2 5 8ဆိုတော့ခဏကနောက်နှစ်ကိုလိုက်ထွက်မယ်။နောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်မှာ तू က6 4ပါဝါတစုံနဲ့ဗရိင်5ရိုက်တယ်။ရိုက်ပြီးရတယ်ထိတ်ထောင်သုံးလုံး8တောင်းတယ်။ပြီး6ခါ3ညခါလို့ထောက်ပြီးတော့သူ့ဘေးမှာထွက်တယ်နော်။ဒါပထမကဒုတိယကကြတော့ तू ခွာခွန်ခွာပြီးတော့ခွာခွန်ပြင်နော်။ အဲ့ဒီခွာရှိခွာရှိကအောက်မှာနားထောင်သုံးလုံးကိုပုံတွေထောင်းနေထောင်းပြရနဲ့သူကပထမကံမှာ၅ခါထိုင်နေအထိုင်းပြရနဲ့၅၆ခုခဏသုံးလုံးခွေတယ်ဒုတိယကံမှာ၆ခါထိုင်နေကလာထိုင်ပြီး၅၆ခုဆိုတော့ခဏသုံးလုံးခွေတယ်ခွေပြီးတာနဲ့နောက်ဘက်ကထိပ်စီကိုပြန်ထွက်တယ်ပထမကံမှာနောက်ဘက်ကထိပ်စီကိုပြန်ထွက်နော်နောက်ဘက်ကထိပ်စီကိုပြန်ထွက်ပထမကံမှာနောက်ပေါင်း၆ဒုတိယကံမှာနောက်ပေါင်းခွန်ခွန်ပြီးတာနဲ့၅ခါ၅နောက်ဘက်လို့ထိုးတယ်နော်ထိုးပြရနဲ့အဲ့၅၆ခုခွေထားတဲ့ကောင်ရဲ့ဘေးက၄တိခုဆိုတော့ခဏက နောက်နှစ်ကိုလိုက်ထွက်မယ်နောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်မှာဆိုနောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်တဲ့ပထမကမှာ6လေးပါဝါဆိုဘရိတ်ငါခုဒုတိယကမှာ6လေးကိုတပေါက်လျှော်တော့8 3ပါဝါဆိုနဲ့ဘရိတ်ချ8 3ပါဝါဆိုနဲ့ဘရိတ်ချပထမကမှာထိထောင်3လုံးက8အခုဒုတိယကမှာထိထောင်3လုံးကခွန်6ခါ3ညာခါလို့ထောင်းပြီးတာနဲ့အိမ်ကထွက်တယ်နော်ဟုတ်ကဲ့ဒုတိယကဟုတ်ပြီတတိယကအတတိယကကသူကဒီမှာပထမကမှာကိုကခွန် ဒုတိယကံမှာကိုက8အခုတတိယကံမှာကိုက9အဲ့ကိုက9လို့ခွာရတယ်အဲ့မှနောက်ထောင်သုံးလုံးကိုကပုံသေးပဲအဲ့မှာသူကပထမကံမှာခွန်ခါဖြစ်သွားပြီပထမကံမှာ9ခါဒုတိယကံမှာ6ခါတတိယကံမှာခွန်ခါအဲ့ဒီ9ခါနဲ့9ခွန်9 6ခွန်ဆိုကနန်းသုံးလုံးခွေတယ်ပထမကံမှာဒုတိယကံမှာ6ခါနဲ့9 6ခွန်ဆိုကံခွေတယ်အခုတတိယကံမှာခွန်ခါနဲ့9 6ခွန်ဆိုကနန်းသုံးလုံးခွေတယ်နောက်ဘက်ကထိတ်ကိုပြန်ထွက်တယ်နော်အဲ့တော့ပထမကံမှာနောက်ပေါင်း6ဒုတိယကံမှာနောက်ပေါင်းခွန်အခုတတိယကံမှာနောက်ပေါင်း8နော်ပြီးတာနဲ့8ခါ10ပဲ ငါးခါငါးဘိတ်ခွန်ခါခွန်ဘိတ်နော်အဲ့ဒီငါးချောက်ခွန်ခွေးထားတဲ့ကောင်ရဲ့ဘေးကဒီ break shift ငါးတုံညာတုံးဆိုတဲ့ခဏဒီဘက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်တဲ့ပထမကတ်မှာကိုးလေး power zone နဲ့ brain ကဒုတိယကတ်မှာကိုးလေးကိုတစ်ပေါက်လျှော့တော့၈3 power zone နဲ့ break ချောက်အခုတတိယကတ်မှာ၈3 power zone ကိုတစ်ပေါက်လျှော့တော့ခွန်နှစ်ပါဝါဇုံနဲ့ break ကိုနော်ခွန်ထောက်တာပြီ ထိတ်တောင်သုံးလုံးပထမကံမှာ၈ဒုတိယကံမှာ9အခုတတိယကံမှာထိတ်တောင်သုံးလုံးက6ဖြစ်သွားပြီပြီးတော့မှ9ခါ၊3ခါလို့ထိုင်းပြီးတော့သူ့ဘေးမှာငါးသုံးညသုံးဆိုရဲခဏကြာမယ်နော်ငါးသုံးညသုံးဒဲသူကတော့ဒဲတွေထွက်တာနော်ဒဲကိုပို့ထုတ်ဖို့အာဟုပပယံပေါ့နော်ဟုတ်ကဲ့အားလုံးမယ်ခွလာနော်ခံကောင်းကြပါလိမ့်ဗျာနော်